အားလုံးပဲမင်္ဂလာပါဒီမှာအခုကတော့ဆန်ကြီးရွာကိုရောက်နေပါတယ်ဒီမှာအရှိဘောက်မှာသူတောင်တဲညနေနီးကက်ကက်ကြီးဒီမှာချောင်းကြီးနဲ့ဒါဖာချောင်းပြစ်မလဲမသိဘူးရောချောင်းမြနေမလားမသိဘူးဒီမှာဆန်ကြီးရွာရောက်နေပါတယ်ဟောမလေးဆန်ဘုတ်လေးပြန်ရွာထဲသွားကြည့်ပါမယ်နော်ဒီမှာရွာအောင်ကမှာချောင်းလေးက ချောင်းသေးလေးစီးလို့ရေးတယ်မှာဒီနေ့အေးအေးလေးချိုးချောင်းပြရလေးခန်းနေစက်ခံပါနဲ့ဟိုတဲလန်းကတော့ကျေတာတော့ကျေတယ်ဒါပေမဲ့ညောက်ညောင်းနဲ့မတူတာတမောကနည်းနည်းတမကကြောက်တာဆန်တယ်တော့ကြောက်ချမ်းမြေလောင်တာလို့တော့မသိပါဘူးတော့တမကကြောက်ခဲလေးတွေတော့ရှိတယ်ဒါပေမဲ့တာရပါလေဒါလေးကတော့တာရပါလေ ဒါကတော့ဆန်ရွာကတန်းလေးဒါကတော့မင်းနဲ့တီးတဲ့ဟိုမှာဖျောင်းမီးလေးတွေနဲ့ဖျောင်းညသကဝိုင်းတန်းရဲ့ယုံကြည်ရဲ့အိမ်ပါကွာဒါပေမဲ့အရန်တော့မနေခဲ့တဲ့အိမ်ပါကွာယုံကြည်အခုတော့တမမနေတော့ဟိုအရန်တော့ကတမနေပေါင်း40နေခဲ့တဲ့အိမ်နဲ့တမ

ဆန်ကြီးရွာနေပြန်ပါပြီလို့အချိန်ငယ်မရတဲ့ကြောင့်လို့ဒီလောက်ပါပါတော့ကဲဒါကတော့ဆန်ရွာကနေထွက်ခဲ့ပြီလို့အပြန်လန်းဝင်ပြန်ရောက်ထွက်လာပါတမဆန်ရွာအဝါကအချိုးတရာနှပ်ပါပါလေဒါကတော့တေးချောင်းနဲ့ချောင်းနာမေးရတော့အော်မဆန်ရွာလေးကဒါတေးချောင်းရောချောင်းဆောင်လားအော်ဟောဘက်ကရောချောင်းလား အော်ဟောဘကအခုအခုမြန်နေရတဲ့တက်တက်ရဟာရောချောင်းတဲ့တခါကြတော့အခုတဲ့ဘယ်ဘက်ကကြတော့ညာဘက်ကကြတေးချောင်းပါခွဲဘယ်ဘက်ကဟာရောချောင်းတင်နေရတော့တေးချောင်းရောချောင်းစုံတဲ့နေရာတဲ့ကဲတရားဘောတော့ထပ်ပြီးတော့မတက်ဖွေးမပြတော့ပါဘူးဘောနော်တန်ရွာကျိုးတရားတဲ့တပံကြီးအောင်ရရစ်ကပါဒါလေးနဲ့ထိုင်ကုန်လေးနဲ့ ဒါကတော့အဖကြောက်ခလိန်နဲ့နဲနဲ့ဒီမှာဆင်ရွာကျူတရာထင်းနာမှာရှိတယ်။ကဲဆင်ကြီးရာနာပတ်တာပြီးတော့မှဒါဘလို့အလေးရတော့တလောင်းနာပါဆုံးသက်ပါတော့မယ်လို့ဒီမှာခရီးတစ်ခုဆက်ကောင်းမှမလို့ကဲအားလုံးနှုတ်ဆက်ခဲ့ပါလေ။နားရတဲ့ဆင်ကြီးပါလေနောက်တစ်ခေါက်ပြန်ဆုံချောင်းပါသေးတယ်လို့